မင်္ဂလာပါရှင်ပေါ်ဝင်ကျောင်းတော်ရန်ဒီကျူဆွန်လိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရင်မင်းကံဘလူရဲ့ဘွားမဲစိန်ပါဝင်သောစုံညီနောင်ဤသွေးကြွေးဆက်တဲ့နေ့ဆိုရဲဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်စုံညီနောင်ကသူတို့ငွေရဲ့စာတိဖြစ်တဲ့မဲခင်ရွာကိုပြန်ရောက်လာခဲ့တယ်မဲခင်ရွာကိုပြန်ရောက်လာပြီမဲ့ရွာရဲ့တန်းမဝင်ပေအမေဖြစ်သူရဲ့မြေပုံစီသွားပြီးအရင်ဆုံးဥချတယ်အမေတားလူညီကိုပြန်ရောက်လာပြီ အမေအတွက်သားတို့လက်စားချေနိုင်တော့မယ်မေငအိုးပြောရင်ကတော့တယ်ငထင်းရမျက်ရည်တွေကြာရင်ညီပုံပေါ်မှာရှိတဲ့မြေတွေကိုလက်ထဲမှာကြစ်ကြစ်ပန်းစုပ်ကင်ထားတယ်အခုကျုပ်တို့ဒီညဒီနေရာမှာပဲအဲ့ဒီမိမကိုပြက်ရှင်းရအောင်ညီလေးပြောတာမှန်တယ်ကိုတို့ရွာထဲဝင်ပြီဒီမိမကိုရှင်းပြလိုက်ရွာလူတွေကကိုတို့တမျိုးမြင်လာနိုင်တယ်ဒါကြောင့်ဒီမိမကိုခေါ်ပြီးပဲရှင်းလိုက်ကြတာပေါ့ဆုံးညီနောက်လဲဆုံးမတော်ပန်းကိုရွာပြင်မှာပဲရှင်းဆိုင်ဖို့ဆုံးဖြတ်လိုက်တယ် ညာမူးချုပ်တံနဲ့ရောင်းနိုင်ပြီးထွန်းလိုက်ကြတယ်။ဆရာဖြစ်သူဥတိုက်ဆန်သင်ပေးထားတဲ့ပညာတွေကိုအသင်နှိုးထားတယ်။ဒီနောက်ဆုံးညီနောင်ဂါထာတစ်ပုဒ်ကိုပြန်တူရွတ်ပြီးဖြောင်းနိုင်ပြီးပေါ့စေလုံးတောင်၄တောင်တင်လိုက်တယ်။ဒီစေလုံးတောင်တင်လိုက်တံနဲ့ရွာဘက်ကနေမဲမဲတရံတွေထွက်ပေါ်လာတယ်။ဒီတရံတွေကရွာကန်ဆုံးမတွေဖြစ်ကြတယ်။မျက်ထောင်နီးတွေနဲ့ဆုံးညီနောင်ဝိုင်းထားပြီးမြဲဆုံးညီနောင်ကလည်းမခင်ဘူး။ဆရာဖြစ်သူဥတိုက်ဆန်သင်ပေးခဲ့တဲ့ပညာတွေက ဒီဆုံးမတွေကိုတုံယုံသိစေခဲ့တယ်။ဒင်းတို့တယောက်မကြံရှင်းထားမှကျုပ်တို့ငေါမကြည့်ရဲမှညထိန်ပြောရင်ဖနှောင်းပေါင်မျက်ဆောင်ထိုးဂါထာရွတ်ရုံနဲ့ဆုံးမတွေမခံတာပဲနေရမှာပဲဘုံငနေလဲကြတော့တယ်။နောက်ဆုံးမှာတော်ပန်းကိုတယောက်ပဲကြံတယ်။တော်ပန်းရဲ့ပညာလည်းမခင်ဘူး။တခြားဆုံးမတွေလိုမျိုးကိုယ့်ယူကရမရှိပဲလက်ရငှက်သွင်းနဲ့ကောင်းကင်မှာဝဲပြန်ရင်မြေပြင်အခြေအနေကိုအကဲခတ်နေပုံရတယ်။အခုဟိုကတော်ပန်းအောင်ပဲဗျ။ ငထိန်ငအိုးကိုတရိပ်ပေးတယ်။လရငဲ့သွင်းပြောင်းထားပြီမေ။စုံညင်တော်တော်ပန်းအုံမှအတက်တည်တယ်။လရငဲ့သွင်းပြောင်းထားတဲ့တော်ပန်းအုံကသူ့ရဲ့စက်တန်းတွေနဲ့စုံညင်တော်ကိုတိုက်ခိုက်တော့စုံညင်တော်ကလည်းမခေနဲ့တော်ပန်းအုံရဲ့စက်တွေကိုဖျက်ချပြီးသူ့ရဲ့စက်တန်းတွေနဲ့ပြန်လဲပြစ်သွင်းတော့တော်ပန်းအုံသူ့ရဲ့စာတင်းကိုပေါ်ပြီးရေးပြင်ပေါ်ဘုံကနေပြုတ်ကြတယ်။ပြုတ်ကြလာတဲ့တော်ပန်းအုံငထိန်ကခြေထောက်နဲ့ကန်ကြောက်ပြီးတွန်းဖယ်တော့အမလီကြောက်ပါပြီဆရာလေးတို့ရဲ့မရှင်ပြန်ဝင်တော့ပါဘူး သူ့တက်ကူတော့ချမ်းသာပေးပါတော့။အိုဟိငိုယူပြီးအသက်ချမ်းသာပေးဖို့တောင်းပန်တော့တယ်။ဒေါ်ပန်းအောင်ဒေါ်ပန်းအောင်တခြားသူ့အသက်ကိုတော့အเจ้าမေတက်တက်တက်ပြီးကို့အနေကြတော့ချမ်းသာပေးပါတဲ့။ကျုပ်တို့အမေကိုကြခမည်းတက်ခဲ့တာစိတ်ချမ်းသာရင်မို့လား။စိတ်ချခမည်းကိုလေကျုပ်တို့တံပြန်နေတဲ့အချိန်တက်ပေးမယ်။မပူနဲ့။ငထိန်တောက်ရချက်ခောက်ပြီးမလမ်းမကမ်းမှာရှိတဲ့နွယ်ကျိုးလက်ညှိုးထိုးလိုက်တော့နွယ်ကျိုးကမွေဟောက်ပုံစံပြောင်းပြီးမြေပြင်မှာလဲနေတဲ့ဒေါ်ပန်းကိုစီး ဒေါသတကြီးပြေးပေါက်တော့တယ်မွေဟောက်ရဲ့အစိတ်ကြောင့်ဒေါပန်းကိုချက်ချင်းပဲတကူလုံးပြန်နှံ့ပြီးအကျောတွေဆွဲပြီးတော့အစက်ကနေအမြုပ်တွေထွက်ပြီးခဏကြာမှနေရာမှာပဲတိတ်ဆုံးသွားတယ်ဒေါပန်းကိုတိတ်ဆုံးသွားတော့မှမွေဟောက်ကြီးကຫນွေချိုးပုံစံပြန်ပြောင်းသွားတယ်ဒီမိမတိတ်သွားတော့ကျုပ်ရင်လည်းဒေါသတွေမပြေသေးဘူးကဲပါငါညီဟာသူလည်းသူ့ပြင်းနဲ့သူသွားပြီလာကွာကိုတို့ရွာလေးသွားစို့အဖေနဲ့တို့ညီကိုမျှော်နေရှာမှာညီကိုနှစ်ယောက်ရွာလေးဝင်လာတယ်ဟာငါအိုးနေငါထိန်မှလား ဟုတ်သားဗျငအိုးနဲ့ငထိန်ပြန်လာကြပြီဗျရွာသူရွာသားတွေငအိုးနဲ့ငထိန်ကိုဝမ်းတာအားရခေါ်ပေးမိငအိုးနဲ့ငထိန်တို့ဘသူမှအရေးနှုတ်မပြောဘဲဖေဖြစ်သူရှိတဲ့အိမ်ကိုဆက်လျှောက်လာခဲ့တယ်အိမ်ရှိကိုရောက်တော့မှအဖေဖေရှိနာအော်ခေါ်တော့အိမ်တွင်းကဖခင်ဖြစ်သူဦးကန်သားရီရဲ့အတန်ကြောင့်အပြေးတစ်ပိုင်းထွက်လာရှာတယ်သားကြီးနဲ့သားငယ်သားရီကိုမြင်တော့ဦးကန်ဝမ်းသာသွားတယ်ငအိုးတို့ညီကဖခင်ဖြစ်သူအပြေးပွေဖတ်တယ်မင်းတို့ကွာ အဖေကိုထားပြီးဘဲသွားကြလဲမင်းတို့ကတတို့တို့ပြောရင်ဥကန်ငိုတော့တယ်မငိုပါနဲ့ဖေဟာအခုကျုပ်တို့ပြန်ရောက်လာပြီပဲလေတာဖတောင်ရောင်အလွမ်းတိန်နေတဲ့ချိန်ဘေးရင်တော်ချူနဲ့ဥဖေတို့အနားကိုရောက်လာတယ်သူတို့ခမညာလဲငအိုးနဲ့ငထိန်တို့မြင်တော့ဝမ်းသာနေကြရှာတယ်နောက်နေ့မနက်ကိုရောက်တော့ရွာရဲမှာလူတွေတိန်နေဆိုတဲ့တဲ့င်းတွေပြန့်လွင့်လာတယ်မိမိအိမ်မှာနေရင်တေဆုံသွားကြတဲ့သူတွေကြောင့်တရွာလုံးအံ့ဩနေတယ်ဒါပြင်ရွာပြင်မှာတေဆုံနေတဲ့ ဒေါ်ပန်းဦးရဲ့အလောင်းကိုမြင်တော့ပူပြီးအံ့ဩကြရတယ်။ဒေါ်ပန်းဦးတို့တည်ဆုံခြင်းနဲ့ငအိုးတို့ညီကိုရွာကိုပြန်ရောက်လာခြင်းကိုရွာသူရွာသားတွေအတွက်စဉ်းစားစရာဖြစ်နေတယ်။အဲဒီနေ့မှာပဲတကြီးဦးထွန်းဆိုင်နဲ့ရွာမှာရှိတဲ့လူကြီးအချို့ငအိုးတို့အိမ်ကိုရောက်လာကြတယ်။တကြီးတို့လူစုဥကန်ကအိမ်ခံစကားပြောပြီးမိငအိုးနဲ့ငထင်ရအိမ်လုပ်တွေပဲလုပ်နေခဲ့တယ်။ဟေ့ငါ။လာကြပါဦး။တကြီးကမင်းတို့နဲ့စကားပြောဖို့ရောက်လာတာကွာ။လူကြီးတယောက်ကပြောတော့ကျုပ်တို့မှသူနဲ့ပြောစရာမရှိဘူး။ သူပြောချင်တာပြောပြင်းတာကျုပ်တို့ရံပြန်ခိုင်းလိုက်တော့ဘာကွာထင်းခွဲနေရဲ့ငထင်းကတကြီးဥထုံးဆိုင်ကိုစူးစိုက်ကြည့်ပြီးပြောတယ်ဥထုံးဆိုင်ဒေါသရဲ့တလိမ့်လိမ့်ထွက်နေတယ်တကြီးရဲ့ကျုပ်သားကလေးပဲရှိသေးတော့စကားပြောစုမတက်လို့ပါဘေးမလက်ကလေးကလေးဆိုပြီးတော့လှုပ်ထားတာခမရတာစော်ကားနေရဗျဟေးငောင်းနေငထင်းရွာမှာလူတွေတည်နေရမင်းတို့လက်ချက်မို့လားငါရွာနေလူမသိသူမသိထွက်သွားပြီမင်းတို့ပြန်ရောက်လာမှခုနိုတွေဖြစ်ရတာကွတကြီးရဲ့စကားဆုံးငအိုးရဲ့တောက်ခေါက်တန်းကြောင့် အားလုံးတိတ်ဆိတ်သွားခဲ့တယ်။ဒီမှတကြီးကျုပ်တို့ခမည်းဒီစကားပြောနိုင်နေတာခမည်းကိုကျုပ်တို့ဘာမှမလုပ်သေးလို့ပဲဆိုတာသိတာကျုပ်တို့ညီအကိုလာပြီးစော်ကားမော်ကပြောလို့ရမယ်မထင်နဲ့ခမည်းအဲ့ဒီကုပြစ်ကနေအရင်ဆုံးစဉ်းလာနိုင်ဖို့ကြိုးစားလိုက်အောင်ငေအောခါထောက်ပြီးတော့ပြောတယ်ငထင်းရလဲကိုဖြစ်သူနာကိုလာရက်တယ်ဥကံတားဖြစ်သူတွေကိုကြည့်ပြီးနားမလည်ဘူးတပတ်ချံဥဖေနဲ့တော်ချူတို့လည်းလှမ်းကြည့်နေတယ်အမမင်းတို့ကများငါ့လိုတကြီးကိုချင်းချောက်ရဲတယ်စင်းနေကွာစင်းနေ ဘာဖြစ်ချင်လဲပြောပြီးကုပြစ်ကနေခြေချဖို့အလုပ်ငထင်ရခါထားတဲ့ဘုတ်ကိုနှုတ်ကယွန့်လိုက်တော့အမောက်တွေထောင်ထားတဲ့မွေးကြီးသုံးကောင်တကြီးဥထုံးဆိုင်ရဲ့ခြေထောက်ကိုလှမ်းပေါက်တယ်တကြီးဥထုံးဆိုင်ခြေထောက်ကိုအော်ဆွဲတင်မြန်ပိနှုတ်တာငအိုးလိုညီကိုကြည့်ပြီးသူခမရထိတ်နှံနေတော့တယ်ဥကံခမရသားရဲ့ဘာပဲလဲပြုတ်ပြုံးလေဗျာကျုပ်တို့ကတူတူတိတ်တိတ်နေဖို့စဉ်းစားထားတာဒါပေမဲ့ခမရတို့ကကျုပ်တို့ကိုအနိုင်ကျင့်ပေါ်စီးကဆက်ဆံမဲ့ချိုးတွေမြင်ရတော့လဲ မတူသိမ့်နိုင် တော့ဗျာဟုတ်တယ်ကျုပ်တို့လက်ချက်ကြောင့်မင်းညာလူတွေတင်ရတာလူဆိုတာထက်စုံမတွေပေါ့ဗျာသူလူတွေကဒေါ်ပန်းကိုကြောက်ကတော့ကျုပ်တို့အမေကိုတတ်တဲ့အတွက်ပူပူတာတာလေးတတ်ခဲကြရတာပေါ့ငါအိုးပြောတော့ဖေဖြစ်သူဥက္ကံတော်အံ့ဩသွားတယ်ငါသားမင်းမင်းပြောတာအမှန်ပဲလားအမှန်ပဲဖေကိုပြောခဲ့စလို့ပဲဒေါ်ပန်းကအမေတေခဲ့ရတာအဲ့ဒါကြောင့်ပဲကျုပ်တို့ဒီမှာထွက်သွားတာကျုပ်တို့ပညာစုံမှပဲ အဲ့ဒီမိမကြီးကိုနှစ်စပြန်ချိန်နိုင်ခဲ့တာပဲပညာဗာပညာလေးငါသားဗာပညာလေးဆိုတော့စုံးပညာပဲကျုပ်တို့ကစုံးနေဖြစ်နေပြီစုံးနေရမှစုံးညီနောင်ဆိုပြီးအများအတိမတ်ပြုတ်ရတဲ့စုံးနေဖြစ်နေပြီဗျဟေးဥကံအားတင့်နေပြီမေတကြီးဥတွန်းဆိုင်တို့တော်လေးကြောက်လန့်နေတယ်တိမေတိမေမောင်ရင်တို့ကျုပ်တို့အိမ်ပြန်ပြရစီကွာဦးတို့တောင်းပန်ပါတယ်တကြီးဥတွန်းဆိုင်ညနေငယ်နေပြောတယ် ကိုပြင်းအောင်မှာရှိတဲ့မွေးကြီး၃ဆောင်ကအောက်စင်းနာနဲ့ပောက်ဖို့အသင့်ပဲခမရကျုပ်တို့အကြောင်းသိပြီလားတကြီးသိသိပါပြီငါတူရခမရကြီးကိုကျုပ်ဘက်ကမကြည့်နဲ့သေးဘူးဗျဘာများဖြစ်နေလဲငါတူကျုပ်ကဘာများမကြည့်မနဲ့ဖြစ်ရလဲဘာဖြစ်ရမလဲကျုပ်တို့အမိရဲ့အနောင်ခမရကြောင့်ရွာပြင်းမှာမျက်နဲ့မွေးလို့တကြိုခဲ့ရတာအဲ့ဒါကိုကျုပ်မကြည့်နဲ့ဘူးငါတူငထင်ရဒါရွာရဲ့ထုံးစံမှုပါကျုပ်ကငါတူတို့တတ်တတ်ရုံမာတာမဟုတ်ရပါဘူးဒီကလူကြီးတွေကိုလည်းမေ့ကြည့်လို့ရပါတယ် ဟုတ်ပါရဲ့ကွာတကြီးပြောတာမှန်ပါတယ်လူကြီးတွေကလည်းတကြီးစကားထောက်ခံကြတယ်ကဲပါညီလေးရခုဆိုသူတို့လည်းနားလည်လောက်ပါပြီပြန်ခိုင်းလိုက်ပါတော့ကွာငါဩပြောမှငထိန်မျက်လွှာချလိုက်တော့ပပင်းထောင်ရဲ့မွေးကြီးတုံးကရုတ်တရက်ပြက်ွယ်သွားတယ်တကြီးဥထုံးဆိုင်တဲ့အတူပါလာတဲ့လူကြီးတွေလည်းမွေးရီပြက်ွယ်သွားတော့မှကုပြစ်ပေါ်ဆင်းလာတယ်ပေးပညာကြည့်ပြီးမှငါဩတို့ခြံဝိုင်းတွင်ကပြေးထွက်သွားတော့တယ်သားတို့မင်းတို့လမ်းမတွေရောက်တော့မှအဖေစိုးရိမ်နေကွာဥကန်စကားကြောင့် ငုံနေငတိန်တယောက်မျက်နှာတယောက်ကြည့်ပြီးသပြင်းနေကြလိုက်ကြရင်ငုံနေငတိန်ကရွာကိုပြန်ရောက်ပြီးမိအရှင်ရလူတငယ်ချင်းတွေနဲ့ခေါ်ပြောဆက်ဆံမလုပ်ကြတော့ရွာကလူတွေကလည်းငုံနေငတိန်တို့ကြောင့်တိပြီးကြောက်ပြီးရှောင်ဖယ်နေကြတယ်သူတို့ရှောင်ဖယ်ပြီးမိငုံနေငတိန်နင်းနေမှဂရုမစိုက်ဖခင်ကြီးနဲ့ပဲအတူနေကြတယ်ဒါပေမဲ့စုံညီတော်ကအရှင်ရလူသူများလဲရမှာအငားမလိုက်တော့ပဲညဘက်ရောက်မှတူရင်းတနန်းနဲ့အိမ်ရထွက်သွားတတ်တယ် အလုံးမလုံးပဲရွှေရင်ငွေတွေပေါများနေတဲ့သားဖြစ်သူမြောက်ကိုကြည့်ပြီးဥကံမနေနိုင်ဖြစ်လာပြီးငါသားတို့မင်းတို့ကြည့်ရတာအလုံးမလုံးပဲလက်ထဲငွေတွေဖိုးဖိုးတည်တည်တုံးနေတာဘာကြောင့်များလဲငတင်းကဖခင်စကားကြောင့်ပြုံးနေငအိုးကအဖေရတုတ်တုတ်ကသူများလင်မှာငါသွားလို့ဘသူကခေါ်ပါလဲဒါကြောင့်ကိုတက်တဲ့ပညာနဲ့ကိုဘသာအေးအေးဆေးဆေးနေနေရပါအခုရရဲ့ရွှေတွေငွေတွေရလဲတခြားမဟုတ်ဘူးသူများမြုပ်ထားရွှေငွေတွေကိုရှာပြီး တူးယူယုံပဲ။ဟေးသူများမြုပ်ထားတာတူးတယ်။ဒီပေါင်းမင်းတို့ဘလို့သိရလဲ။ဘလို့သိရမလဲဖေ။ကျုပ်တို့ကစုံးနေလေ။ကျုပ်တို့နောက်ကကောင်တွေကိုရှာခိုင်းရတာပေါ့။မင်းတို့နောက်ကကောင်တွေဆိုတာဘလို့ကောင်တွေကိုပြောတာလေငါသားရဲ့။ဘလို့ကောင်တွေရမှာလဲဖေရ။တရေတစီတွေပဲပေါ့။ဟေးထူးဆန်းပါပြီငါသားတို့ရ။ငေါနဲ့ငထိန်တို့ကိုကြည့်ပြီးဥကံပါစကားမှဆက်မပြောတော့။ငေါနဲ့ငထိန်တို့အိမ်ပြန်ရောက်တဲ့နေရာစပြီးအိမ်မှာဖျားစင်မထားကြတော့အဲ့ဒီအစား ဥကံကနေရှိသေး၍ဘုံကြောင်မဲသွားနေပြီးညအချိန်မှသာပြန်လာခဲ့တော်တယ်ဒီလိုနဲ့တည့်ရက်မှာတော့ဟဲ့ဒီဟာစုံညီနောင်ဆိုရဲကောင်းလေဖွက်ခဲ့စမ်းငါညမပန်းအုပ်နင်တို့တက်ခဲ့တာငါမကြည့်နဲ့ဘူးဟဲ့စုံညီနောင်ရဲ့နားတွင်ရောက်လာတဲ့အတန်ကြောင့်ညီကုံနှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်တယ်အခုတယောက်ရောက်တော့ကျုပ်တို့စိန်ခေါ်နေပြီဗျဟုတ်တယ်ငါညီကိုလေးကြားတယ်စုံညီနောင်ခက်သွက်သွက်နဲ့ရွာပြင်ကိုထွက်လာတယ်ရွာသူရွာသားတွေလည်းခက်သွက်သွက်သွားနေတဲ့စုံညီနောင်ကြောင့် ိချင်းစိတ်တွေဖြစ်လာပြီးမလန်းမကန်လိုက်လာကြတယ်။တချို့ကတခုခုဖြစ်တော်မှာသိပြီးဘုံအကြောင်းမှနေတဲ့ဥက္ကံကိုပြေးခေါ်ကြတယ်။ရွှေပြင်းကိုရောက်တော့သမီးရင်ရှမ်းနဲ့မိမတယောက်ကိုစုံညီအောင်မြင်လိုက်တယ်။ဒီမိမကြီးပေးမှာမျိုးသမီးငယ်နှစ်ယောက်အတူတူရှိနေတယ်။ဒီမျိုးသမီးနှစ်ယောက်ကငေါ့နဲ့အသက်အရွယ်တူတူနောက်သာရှိတဲ့ဒွေးခနဲ့အမဖြစ်သူဒွေးမယားလိုဖြစ်တယ်။ဟဲ့အကောင်တွေနင်တို့ကမြန်မတက်တော့ခောက်ပညာနဲ့ငါညမကိုတက်ရင်လာစားဟဲ့ဒွေးတင်ရဲ့အကြောင်းသိစေရမယ်။ဟိုကောင်မတွေ ဆက်ထုတ်ကြစမ်းတွေးတင်ဆိုတဲ့ဆုံးမဒေါ်ပန်းအောင်တွင်မကြည်မနှက်ဖြစ်နေပုံရှားတယ်။ဒါကြောင့်သူပညာပေးထားတဲ့သမီးဖြစ်သူနှစ်ယောက်ကိုအချိန်မဆွဲဘဲစုံညီနောင်တိုက်ခိုက်ဖို့စက်တန်းတွေထောက်စီတယ်။တွေးခါနဲ့တွေးများလို့ညီမလည်းမိဖြစ်သူပညာသိရဲ့အမိအတိုင်းစက်တန်းတွေထုတ်ပြီးစုံညီနောင်တိုက်ခိုက်ကြတယ်။ညနေမောင်ရီပြိုးစချိန်မှာစက်တန်းတွေတက်လက်လက်နဲ့စုံညီနောင်တို့ပြန်လေခုခံနေကြတယ်။တွေးတင်ရသမီးဖြစ်သူနှစ်ယောက်ရဲ့စက်တန်းတွေကိုကြည့်ပြီးသဘောကျနေတယ်။ စုံညီအောင်ပြန်တူတောက်ခောက်ပြီးမြေပြင်ပေါ်ဖနှောက်လက်ချက်စောင့်ကြတာနဲ့ဒွေးခန်းနဲ့ဒွေးမယားတို့စက်တန်းတွေပြက်ထွက်သွားခဲ့တယ်။ငတန်းကဒွေးခန်းနဲ့ဒွေးမယားတို့လက်ညှိုးထိုးပြီးဂါတာတွေရွတ်တော့ညီမနှစ်ယောက်မြေပြင်ပေါ်လူးနေပြီးပစက်ကနေတအေးအေးဖြစ်နေတယ်။သမီးဖြစ်သူရဲ့အဖြစ်ကိုမြင်နဲ့တွေးတင်ချက်ချင်းပဲသူ့ရဲ့စက်တန်းထုတ်ပြီးပြစ်တော့ငအိုးအဲ့ဒီစက်တန်းကိုဝင်ပြီးကာစီပေးရှာတယ်။ငအိုးနဲ့ပညာတဲ့တွေးတင်တို့စက်တန်းတွေအပြိုင်ပြစ်ခွင်းနေတဲ့ချိန်ငအိုးရဲ့စေနှုံးတလုံးက ပညာသင်္မာကြီးထံကြရောက်သွားတော့ဘုံငင်းနဲ့တန်ရင်နဲ့တူပညာသင်္မာကြီးလွှဲထွက်သွားတယ်။ဘယ်နဲ့ရှိစားအဲ့ဒါကဝေနှိမ်စေးတဲ့ဟဲ့အရသာတော်တော်မှရှိရလားတွေးတယ်ရဲ့ငအိုးကပြောတယ်။ငတင်းကတွေးခါနဲ့တွေးများတို့လှုပ်ပြီးတော့ညီမနှစ်ယောက်မတိမဆန်ခန်းစားနေရတဲ့ကြားကနေအမေဖြစ်သူပြေးထူတယ်။ဒီချိန်စုံညီနောင်သူတို့ရဲ့စက်တန်းတွေ ပြိုင်းတူထုတ်ပြီးပညာသင်သားမိ၃ယောက်စီကိုပြေခွင့်မီတက်ကြတော့တယ်။တွေးတင်တွေးခါတွေးများတို့သားမိစုံညီနောင်လက်ချက်နဲ့ မြေပေါ်မှာဆန့်ဆိုင်တိတ်ဆုံးကုန်တော့တယ်။တိတ်ဆုံးနေတဲ့တွေးတင်တို့သားမီကိုကြည့်ပြီးစုံညီနာဝမ်းသာအားရအော်ဟစ်ရှိမောနေတယ်။စုံညီနာတို့နဲ့ပညာတဲ့သားမီအဖြစ်ပြက်ကိုအစာဆုံးမြင်လိုက်တဲ့ရွာသူရွာသားတွေစုံညီနာကိုယုံကြောက်ကြီးဖြစ်နေရှာကြတယ်။ငါသားငါအိုးနဲ့ငါချင်းအဖေဥကန်သားဖြစ်သူနှစ်ယောက်နေရောက်လာရင်ရှော့ဒီမှာမင်းတို့လွယ်ထဲမှာမင်းတို့ရှာထားတဲ့ငွေတွေရွှေတွေပါတယ်။အဖေဒါရီကိုဘာလို့ ငထိန်နဲ့ငေါဖေးဖြစ်သူနားမလည်တဲ့လူနဲ့ပြန်မေးတယ်။ဥကံတက်ပြင်းချတယ်။ဒီမှာငါရောမင်းတို့အမေရပါ။မင်းတို့လူလိမ္မာလေးတွေဖြစ်အောင် မရှိတဲ့ကြားသေးချာကျွေးမွေးတင်ပြခဲ့ကြတာ။ဒါပေမဲ့အခုကြည့်မင်းတို့လူတိုင်းကကြောက်နေပြီ။ငါလည်းသူတို့လိုမင်းတို့မကြောက်ချင်ပေမဲ့ငါမင်းတို့နဲ့အတူတူနေလို့မဖြစ်တော့ဘူးကွာ။ဗျားဖေအဖေပါရပြောနေရလေ။ငါပြောမယ်။မင်းတို့နားထောင်ကြ။မင်းတို့နှစ်ယောက်ဒီဝါနေထွက်သွားကြတော့ဘယ်တော့မှလည်းပြန်မလာကြနဲ့။ ငါလည်းဘုန်းကြီးကျောင်းမှာပဲနေပြီးယဟန်ဝတ်တော်မေငါတိထက်ပို့ပြီးမင်းတို့ရဲ့ကောင်းတာတွေစိုးတာတွေမခံစားနိုင်တော့ကွာမင်းတို့ထွက်သွားကြပါတော့အဖေညတိန်ဝမ်းနေစွာအော်ခေါ်တယ်ဥကံကတော့သူ့ညီနောင်ကြောက်ခိုင်းပြီးရွာထဲပြန်ဝင်သွားခဲ့တယ်ဥဖေနဲ့တော်ချူတို့ငါတို့ညီနောင်ပွေဖက်ပြီးသူတို့လည်းဥကံကြီးတို့ရွာထဲဝင်သွားကြတော့တယ်ညီလေးအဖေကငါတို့ကိုစွန့်ပြစ်လိုက်ပြီအခုညတိန်အခုဖြစ်သူငါတို့ဖက်ပြီးတော့ငိုတယ် ငုံမနေပါတော့နဲ့ညီလေးရအဖေနဲ့သူ့လမ်းသူရွေးသွားပြီပဲအကိုတို့ညီကိုလည်းကိုတို့လည်းအကိုတို့ရွေးရတာပေါ့လာကွာသွားစုငောအိုနဲ့ငထိန်တို့ဖခင်ဖြစ်သူချပေးခဲ့တဲ့လွယ်အိတ်တွေကိုကောက်လွယ်ပြီးရွာကိုကြောက်ခိုင်းပြီးထွက်လာခဲ့ကြတယ်မဲခင်ရွာသူရွာသားတွေကတော့ကြောက်ခိုင်းသွားတဲ့စုံညီနာကိုလှမ်းကြည့်နေကြတယ်ကြံရခဲ့တဲ့ပညာတဲ့သားမရဲ့အလောင်းတွေကိုမဲခင်ရွာသားတွေပဲတချူပေးလိုက်ကြတော့တယ်ပရိသတ်များရှင် ီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်